ဂျိုရှုအဘန်နဲ့ပန်နိုဂျာတို့ကတော့ဒီနေ့ face off လုပ်ပြီးတော့တမတ်ဝိတ်တွင်မှာဝိတ်ချင်ရမှာနှစ်ယောက်လုံးကတော့တမတ်ဝိတ်တွင်ဝင်ရောက်သွားပြီလို့သိရပါတယ်ဂျိုရှုအဘန်က124.5ပေါင်ပါတမတ်ဝိတ်ရပါတယ်ပန်နိုဂျာက125ပေါင်နဲ့တမတ်ဝိတ်ရပါတယ်ပွဲကတော့တေချာပေါက်ဖြစ်မှုဂျိုရှုအဘန်အနေနဲ့မနက်ပိုင်းမှာပန်နိုဂျာကိုအနိုင်ယူပြီးကပတ်သိမ့်မှုပဲကြံပါတော့တယ်မနက်မှဒီဇင်ဘာလ9ရက်နေ့တနင်္ဂနွေနေ့မြန်မာစလုံးကျင်း စတနာရီနနက်စတနာရီဝန်းကျင်မှာရှင်းပြထိုးသက်မယ်လို့ဖြစ်ပါတယ်။ဂျိုရှွာဘန်ရဲ့ပွဲစဉ်ကိုမြန်မာနိုင်ငံမှာကာနပလတ်ရုပ်သံလိုင်းကလွှင့်တယ်လို့လည်းသိရပါတယ်။တကယ်တော့ဂျိုရှဘန်တို့ကြောင့်သာအနိုင်ရပြီဆိုရင်တော့ဂျိုရှွာဘန်ဟာ2000ခုနှစ်နောက်ပိုင်းမျိုးကွားတဲ့လူငယ်ထဲမှာ UFC ဖွဲ့စည်းရဲ့ချန်ပီယံဆုကိုပထမဦးဆုံးရရှိခဲ့မှုတဲ့ဖိုက်တာဆိုပြီးတော့ခုံယူရပြီဖြစ်ပါတယ်။ BMF Champion League Max Holloway ကတော့ ဒီဘက်ကအရွေးအခက်တယ်လို့ခံမဲလာပါတယ်။ပန်တော်ကြာကဝူးဝါလို့ပြီးထိုးရတာသဘောကျတဲ့ fighter ပါ။ရှင်ပြီးထိုးဖို့လဲဝင်လေတဲ့သူမဟုတ်ဘူးအဲ့ဒီတော့ဂျိုရှောဘင်ကလည်းစတန်ဖတ်ကောလူဒီဘက်ဟာ fight of the night အောင်ဖြစ်သွားနိုင်ပါလေတန်လူကြရဲ့ချမြေရှိတွေ့ကြုံကဒီတခါတော့ထောက်ပံ့များကြီးဖြစ်မှာပါတဲ့ဂျိုရှောဘင် grappling အနေထားကိုကျွန်တော်မြင်မှုသေးပါဘူးတဲ့ကျွန်တော်ထီရဲ့ပန်လူကြကအစောပိုင်းခြေထောက်မှာရှင်လို့ပဲတက်လုံးကြသွားတော့မှဝင်လုံးလဲချမယ်ထင်ပါလေတဲ့ တူနိုင်ရဖို့ခင်နိုင်ချင်များဆုံးကလည်း ground game မှာပဲတဲ့ဒီဘောကအမှန်ရခဲ့ပြားတဲ့အရှုံးနိုင်ပြီးတင်ဘူးတဲ့ကျွန်တော်က Joshua Ben fan လည်းဖြစ်ပါတယ်တဲ့ပန်နိုဂျာရဲ့ fan လည်းဖြစ်တယ်တဲ့နှစ်အောင်လုံးကိုလို့ဆရာရှိအောင်အကောင်းဆုံးလုပ်ပြီး bonus သူစုကိုတိမ့်မိုက်ဖို့အကောင်းဆုံးမှာပဲဆိုပြီးတော့ Max Holloway ကပွဲကြိုစကားမှာပြောတော့ပါတယ် Joshua Bay ရဲ့ပြန်ပြန်ဟောင်းဖြစ်တဲ့ Brandon Rebel ကပြောလာတဲ့ချက်ကသူကမန်နိုဂျာနဲ့နှစ်ချိန်နဲ့ထိုးမှုတဲ့ fighter ပါ Joshua Bay ကိုလည်းရှုံးခဲ့မှုပါလေ ်ပထမတွေ့ထိုးတဲ့အခါမှာပန်လိုချာကိုချုပ်ွက်နဲ့ရှုံခဲ့တယ်ဒုတိယမကြေပေါ်မှာလည်းပန်လိုချာရဲ့ချုပ်ွက်ကိုကောက်ွက်နိုင်ခဲ့ပေမဲ့အထည်နယ်ကိုပြန်ပြေးနိုင်ခဲ့ပါတယ်တိတ်တောင်းကြီးပြေးလိုက်ရလို့သာအမှတ်နဲ့ရှုံခဲ့ရတာပါပန်လိုချာအကြာကြီးမြင်းမှုတွေတဲ့ချက်ကားနဲ့ချုပ်ွက်ကစားတာကြောင့်ပါတယ်ပွဲစားတာနဲ့ချုပ်ွက်ရဖို့ကြိုးစားတဲ့သူမျိုးပါတယ်မာဂါချက်တို့ခံစက်တို့လိုလူမျိုးပါပဲတဲ့ပွဲစားတာနဲ့မြေပြင်ကိုဥတီတဲ့ဖိုင်တာဖြစ်တယ်ဆိုပြီး Brandon Roy ကပြောပါတယ်ဒါပေမဲ့ပန်လိုချာကစံပူဒီပညာနဘဲပညာနဲ့လဲချတာမျိုးမဟုတ်ပါဘူး ကစားပုံကဘီဂျီဂျီနဲ့ဂျူရိုဘက်ပူသွားပါတယ်ပြန်မတ်တွေအတွက်စံပူနှစ်ပန်းသမားတွေနဲ့တွေ့ရတော့တော့အခြေအနေစိုးမမှာပါဘူးလေမဂါရှင်းနဲ့ခမ်ဇတ်ဝင်တော့တော်မလို့နေတဲ့လက်သီးထိုးခွင့်တော်ကိုတစ်ချက်ပြီးမှမဟုတ်ဘူးတဲ့ပွဲစားတာနဲ့ပြန်ပြက်ကြောပြင်းကိုကြောပွေးလိုမျိုးတွေ့ကွက်သွားတာပါဒီကလေးကလေ့ကျင့်လာတဲ့အခွက်တွေပါလက်သေးကိုရှေ့ကနေဖြောင်းဖြောင်းလေးထိုးတဲ့နီးမဟုတ်ဘဲနဲ့ပြန်ပန်းနောက်ကနေဝိုင်းပြီးထိုးကြတာပါအဲဒီလိုကစားတာကိုစံပူပညာလို့ခေါ်ပါတယ်ကိုယ်ကပေါကတော့မြေပြင်မှာအသာတည်ရတဲ့အချိန်ပဲကစားသမားမှုဆိုသုံးတယ်ပါတယ် အခု Brandon Wall ပြောလာတဲ့ချက်က Joshua Ban ရဲ့ body shot တွေပါပြီးခဲ့တဲ့ပတ်က Joshua Ban ရဲ့ body shot ကြောင့်သူထိနာခဲ့ရတယ်ဆိုတော့ဝန်ခံလာပါတယ်သူတကယ်ထိနာတော့တာပေါ့ဒါကြောင့်ပန်းလို့ကြဘူးဂျိုရှုအပေဘက်ကဘော်ဒီရှော့နဲ့တိုက်ခိုက်ပြီးအနိုင်ယူသွားနိုင်တယ်ဆိုတဲ့အချက်ကိုအချက်ပေးတော့တာဖြစ်ပါတယ်ပြောမယ်ဆိုရင်ပန်းလို့ကြဘူးသူမထိုးတော့ခဲလိုက်ရတဲ့အကွက်လည်းဖြစ်ပါတယ်ပန်းလို့ကြကနှစ်ချီယုံပြီးတက်လုံကုန်လွန်တတ်ပါတယ်အသာစီးရှင်ထိုးလို့ရတဲ့အနေထားရောက်လာတတ်ပါတယ် ဘန်နရော်ကလည်းခိုးတော့ငါလည်းတုံးကြည့်တော့ပိုင်ပန်လို့ကြပဲခိုးခဲ့တာပါဒီအနေထားမှာဘန်နရော်ဘက်က body shot တွေ live shot တွေ liver shot တွေမြင်ရတာလောက်ခက်နိုင်ရင်အခုချိန်ဘန်နရော်ဟာ champion ဖြစ်နေမှာသိကြပါတယ်သူကအဲ့ဒီလိုမျိုးပဲမျက်နှာပဲ live ခိုးနေကြတာပါဘန်နိုဂျာဘက်ကတော့ခြေတော်ဆွဲချိန်ဖြုံပြီး champion ကပတ်ကောက်ွယ်သွားတာပါဘူဂျိုရှွာဘန်နဲ့ကွာမလေးဘန်နိုဂျာကခြေတော်ဆွဲပြီးတော့အချိန်ဖြိုးမှုများပါတယ်ဒီတော့ဘန်နရယ်ဘောရဲ့အချက်ပေးချက်ကတော့ body shot တွေများများသုံးနိုင်ရင် champion ပြောင်းလဲ ဖြစ်နိုင်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဂျိုရှူအဘဲလမိုးနိုင်မှုကလည်းကြောက်စရာပဲဗျ။ပြပဲဖိုက်တာတွေကလည်းပန်လူတန်နဲ့ဒီကပတ်လူပွဲကိုအတော်စိတ်ဝင်စားနေတယ်လို့ဂျိုရှူအဘန်ကိုယ်တိုင်ကလည်း UFC ရဲ့လေးပေးဖော်ပြခြင်းကိုလက်ရှိအတော်ခံနေရပါတယ်။ UFC ကဘန်ကိုတမင်ကြောင်ညာပေးနေလာတော့အောင်မရတဲ့အထိ post တွေတင်ပြီးကြောင်ညာပေးနေတာပါ။ကပတ်လူပွဲရှိလို့ဂျိုရှူအဘန်ကြောင့်ဝတင်လာဆိုလို့ UFC ကဂျိုရှူအဘန်ကိုငကိုတဲကအလေးပေးနေပါတယ်။ဒီတော့ပန်လူတန်နဲ့ပွဲကြောင်ပြောရ ဘင်္ဂဘန်လူဂျာဘုနိုင်ယူနိုက်တက်အနေထားမှာရှိနေပါတယ်။အဲ့ဒီအနေထားကတော့ဘင်လူဂျာကဂျိုရှွာမန်နဲ့စတန်ဖိုက်ရှိမယ်ဆိုရင်တေးကြပေါ့ပေါ့ပါပါ။အဲ့ဒီလိုမှမဟုတ်ပဲဂျိုရှွာမန်နဲ့လက်ဘန်နဲ့ရှင်တော့ဂျိုရှွာမန်တို့ကမလွယ်ပါဘူး။ဘင်လူဂျာကတော့သူအားသာတဲ့ပိုင်းကိုကစားတော့မှာပါ။ဒီတော့ဂန်နိုရီကလည်းဒီဘက်မှာဂျိုရှွာမန်ရဲ့တေးရောင်းလို့ဖန်ကတာပွဲကိုဆုံးဖြတ်ပြီးတော့မှာဆိုပြီးတီးလို့ပြောထားပါလေ။ တကယ်လို့ဟုတ်ပါတယ်ဂျိုရှုအပန်တော်ပဲလို့ကြာလုံးလောက်ကောက်ွက်နေလေကပတ်ရဖို့ခွင့်ရပုံများနေပါတကယ်လို့မကောက်ွက်နေဘူးဆိုလို့ဂျိုရှုအပန်ကပဲလို့ကြာချုပ်ွက်နေထဲကျတော့ခံရပြီးသေးကြဖို့ရှောင်းမှာပါဒါပေမဲ့ပွဲမှာပြန်ပဲချင်းတွေကိုတည်ပြီးမျိုးလက်ကစားတဲ့ fan and you မြင်တဲ့ Joshua ဘန်ကဒါမျိုးဖြစ်ခင်မှာမထင်ပါဘူး။ဘယ်လိုကြောင့်ချုပ်ကွက်ကိုလီမျိုးစုံနဲ့မရမကဖြီမှာပါ။ Joshua ဘန်ကိုယ်တိုင်ကဘယ်လိုကြောင့်နဲ့ရေဆိုင်ရမယ့်ပွဲနဲ့ပတ်သက်ပြီးဒီဇယ်လေးမှအကြောက်လည်းမရှိပါဘူး။ ဒါကြောင့်လပန်းကောင်းလုံးနဲ့ပန်လူချောင်းနဲ့တွေ့မှာဖြန်ပတ်တိုင်းကဝစင်းတတ်ပြီမယ်ဒီချိန်မှာတော့ဂျိုရှုအဘန်ကိုပြိတက်ကအတော်လေးပြောင်းလဲထားပါတယ်။ဘာလို့လဲဂျိုရှုအဘန်ဟာတခြားဖိုက်တာနဲ့မှမတူလို့ပါပဲ။အတော်လေးကိုရေးချင်းရှိလို့ဒီနေရာကိုရောက်လာတာလူတိုင်းသိပါတယ်။ဒါကြောင့်တကယ်လို့ဂျိုရှုအဘန်ကပန်လူချောင်းရဲ့ချုပ်ကောက်တွေကိုဖြေရှာနိုင်စလို့ဖလိုင်းဝိတ်ကဘက်ကဂျိုရှုအဘန်အတွက်တော့အတိတ်အလင်းဖြစ်သွားပြီလို့သာပြောချင်ပါတယ်။ ဂျိုဆွာဘန်ကအသက်ငယ်ပဲရှိပါသေးတယ်ဒီအသက်ရမာတွေ UFC ဖွဲ့စည်းမှာကစားကွင်းရဖို့ကမလွယ်ဘူးဗျခုလိုချန်ပီယံကပတ်လူကွင်းရဖို့ဆိုတာပိုတော်မှခက်ခဲပါတယ်ဒီလိုမျိုးလုပ်နိုင်တာက UFC တမားတစ်လျှောက်ဂျုံဂျုံပဲရှိပါတယ် Flyweight Champion လက်စားလက်ပတ်လူကြကအမားနဲ့တဲ့ကစားသမားပါဗက်စုံတော်တယ်လို့လည်းပြောလို့ရပါတယ်ဒါပေမဲ့အသက်35နှစ်ဆိုတာချက်တွေ့ရပါမယ်ဒီရွယ်ကသိမ့်မှန်ခြင်းမဟုတ် လိုက်ဝဲချမ်ပီယံဘရာဇီးသားကြီးလက်ဇနာပလူဂျာကချမ်ပီယံဘောကို၄ချိန်ကောက်ဝဲထားပါတယ်တကယ်လို့ဂျိုဆွာဘန်ကလက်ဇနာပလူဂျာကိုအနိုင်ရပြီးဖလိုင်ဝဲချမ်ပီယံအသစ်ဖြစ်လာရင်မကြေပွဲချက်ချင်းတီးပြီးဟုတ်မှာပါဂျိုဆွာဘန်ဟာပွဲတည့်စင်မှုစိတ်အားပြင်းပြမှုနဲ့အာယုစစ်တမ်းမှုကောင်းပြီး professional ဆန်တဲ့ fighter ပါဆောဆောရဲဒီထက်ကိုထူးတက်လာအောင်ပါပန်နိုဂျာတက်သူမတာရာသူတို့လပန်းပိုင်းနဲ့ကျွန်တော်မြင်တော့ပြောရရင်တော့ဝါရပဲရှိပါတယ်ဂျိုဆွာဘန်ကလေးဘွားကလေးကပန်နိုဂျာကထိုးနေပြီဟုတ် အသက်ကငယ်သေးတာ哦ကိုကျင်မှာချက်မြေမဖြစ်သေးရင်လည်းထိတ်လန်းစစ်မှာပဲကာလာရှိရက်တီအောင်မှာပါနောက်တစ်ချိန်ဂျိုရှုအဘန်ဟာချန်ပီယံသေးတာပေါ့ဖြစ်နိုင်တယ်ဆိုပြီးပန်နိုဂျာကတော့အဲ့ဒီတော့ကလေးတိုက်သွားပါလေဒါပေမဲ့အခုတော့မဟုတ်သေးဘူးဆိုရင်ပန်နိုဂျာကပြောပါတယ်ပြောရတာကတော့ဂျိုရှုအဘန်ကသူ့ကိုနိုင်မှုမဖြစ်နိုင်သေးဘူးဆိုပြီးပန်နိုဂျာကသုံးသပ်ထားတာပါဂျိုရှုအဘန်အကြောင်းကိုနည်းငယ်ပြောရရင်2021အောက်တိုဘာမှာဂျိုရှုအဘန်ကကြေးစားပွဲထွက်ကစားခဲ့တာပါ၄နှစ်ဝန်းကျင်လောက်ပဲရှိပါသေးတယ် ဒီလေးနှစ်တွင်မှာ၁၆ဘတ်ကစားခဲ့ပြီးတပွဲကိုပြင်ဆင်ခြင်း၃လတော့မပြည့်ပါဘူးကို့ကိုကမ်းလိုက်လဲဝင်ထိုးလို့သူရပွဲပြိုင်လဲလူစားဝင်ထိုးလိုက်တာဂျိုကာပေါ့နှစ်ဆက်မှာဒီရှော့မှာက UFC flyweight ranking မှာအဆင့်တော်မရှိသေးပါဘူးနှစ်ကောင်ပိုင်းမှာ champion လူခွင့်ရမယ်ဆိုတော့ရုံနေတော့မဟုတ်ပါဘူးခုတော့တကယ်ကြီးဖြစ်လာပါပြီဂျိုရှွာဘန်ဟာဘရူနိုဆေးဘတ်ကိုလဲတူပြီးဆင့်ချိတ်သွားတာပါ၂၁ရက်အတွင်းမှာဂျိုရှွာဘန်ကဘရန်ဒန်ရောဘတ်ကိုလည်းအမှတ်ပြနေနိုင်ပြီးအဆင့်တစ်ဖြစ်လာတာပါ ဒါပြောမယ်ဆိုတော့ယေရှုအဖန်အတွက်တော့သူတို့ကအပေါ်ကိုတက်လန်းကားမဲ့တုံးနေဖြစ်သွားတာပါပဲယေရှုအဖန်ကလည်းဇနဘန်တို့ကြောင့်တွေ့ကြုံရှိတာလည်းအမှန်ပါပဲဒါပေမဲ့ဘာအောင်မတော့တရားသေးတွက်လို့မရပါဘူး49လအတွင်းမှာ16ဘုံပြသွားခဲ့တဲ့ယေရှုအဖန်က flying way ချင်ပြီးမဖြစ်နိုင်ဘူးလို့လည်းပြောလို့မရပါဘူးကျိုးရှောဘန်ကိုပါမရှင်တို့တတ်မှတ်ကြတာလည်းအကြောင်းမတော်မဟုတ်ဘူးဗျာအလိုလိုလောကမှာတွေ့ကြုံရင်ဖိုက်တာတွေကသူတို့ဒီလိုတတ်မှတ်ရတဲ့အကြီးကအကြောင်းရင်း၅ချက်ရှိပါတယ် တိုးတောင်းလာတဲ့ legend တန်ဒါဟာအခိုင်အမာဆုံးချက်ပါပဲ Joshua Ban MMA ကို18 19မိနစ်ကျော်မှစတဲ့ legend တာပါထူးခြားချက်က Tomman Fighter တယောက် UFC ကိုရောက်ဖို့ပျော်ရမ်းပွဲတွေအောက်ခြေပွဲတွေမှာ၅နှစ်ကနေ၁၀နှစ်လောက်ရုန်းကန်ရခြင်းမှာ Joshua Ban ကတော့ legend မီနီနဲ့၃နှစ်တွင်မှာ UFC ကိုရောက်လာတာပါဒီလိုချိန်လိုရင်းပင်လယ်တစ်ခုကိုထိတ်ဆုံးရအောင်သင်တယ်ဆိုရင်ရှိတာကပါရမီလို့ခေါ်နေတာပါနောက်ပြီးတော့တဘာဝအရာကိုပင်ကိုရောက်လက်သီးပြင်းချက်အရန်ကောင်းပါလေလက်သီးထိုးတဲ့အခါသင်ယူထားလို့တိုးတက်တာနဲ့မွေးရပါဆန့်ကောင်းတာလည်းမတူပါဘူး ဂျိုရှွာဘဲလှောက်ရှားပုံတံမြင်တိုက်ခိုက်ပုံတွေဟာနေ့နဲ့၁၀လောက်လုံးဝထိုးလာတဲ့ဖိုက်တာတယောက်လိုဖြစ်နေပါလိမ့်။မိဘတွေကတောင်းကိုတင်ပေးလို့ရတဲ့အရာမဟုတ်ဘူးလို့ပြောပါတယ်။ကမ္ဘာစစ်တပ်လုံကောင်းတဲ့ဂျိုရှွာဘဲဟာတမိကို8.86ချက်တောင်မှထိုးနိုင်တယ်ဆိုတဲ့စံချိန်ကတာမန်လူတော်ဟောမလုပ်နိုင်ပါဘူး။တမလက်ကိုကိုးချက်ညီပါတော့ထိုးနိုင်ပါလေ။ဒီလောက်များတဲ့ရေတွက်ထိုးဖို့ဆိုတာခန္ဓာကိုယ်ကြောသားတွေကအောက်ဆီဂျင်များကြည့်လို့အပ်ပါတယ်။ဘယ်ဘက်ဆိုပြီးထိုးလို့မရပါဘူး။အားထည့်ပြီးထိုးရတာပါ။ဂျိုရှွာဘက်မှာဆေးရုံတွေလိုဇရိုက်လိုရှာနေတဲ့မျိုးပိစာအားသက်ချက်ရှိပါတယ်။ နောက်တစ်ခုကစိတ်တဲ့ချက်ခံပါတကယ်တမ်းနုနဲ့ Fighter တွေက UFC လိုစစ်မြင့်ထမှာပွဲဥထွေစစ်လို့ရှာပြီးချင်းမကမ်းပြီးလက်မကမ်းပြီးဖြစ်တတ်ပါတယ်ဂျိုရှုအဘန်ကတော့ဝိုင်းရတယောက်လို ACT တွေဆိုကစားပြခဲ့ပါတယ်ဖီအာအောင်မတုံ့လို့ပဲအကောင်းဆုံးဆုံးဖြတ်ချက်ချနိုင်တဲ့စစ်လို့ပါရှိပါလေမြရတဲ့တွတ်တပုံလုံးဝါတပုံနဲ့တဘောကြမှာပဲဂျိုရှုအဘန်တွတ်တပုံကအမခံပါလက်မန်းသမားနဲ့တွေ့ရင်လက်မန်းကဝယ်တာပုံကောင်းတယ်အလဲထိုးသမားနဲ့တွေ့ရင်ရှောင်းလိုက်တာပုံကောင်းတယ်သူရဲ့အုံနောက်ကပညာရည်တွေကိုအလဲမြန်ဆုပ်ယူနိုင်စွမ်းရှိပါတယ် ဂျိုရှွာဘန်ကိုပါမစ်ရှင်လို့ခေါ်တာကအချိန်လိုတွင်မှာသူများတွေနှစ်ပေါင်းများစွာစူးစမ်းတဲ့အစ်စ်ကိုရောက်ရှိလာနိုင်တာအကြောင်းဖြစ်ပါလိမ့် UFC တမိုင်းတစ်ချောင်းဂျိုရှွာဘန်လိုပဲငွေရွေနဲ့ထိတ်တန်းရောက်လာတဲ့သူတွေအများကြီးပေါ်ထွက်ပူပါတယ်သူတို့တွေကမှထင်ရှားသောဂျိုရှွာဘန်နဲ့နှားရှင်လက်ဆက်ကောင်းတဲ့ဂလိုပညာရှင်ငါးဦးကတော့ဂျွန်ဂျုံးပါ၃နှစ်တွင် UFC ရဲ့အသက်ငယ်ဆုံးဖိုင်တာပါချန်ပီယံဖြစ်လာတာပါ BJ ပန်းပါ၃နှစ်တွင် BJJ ကမ္ဘာချန်ပီယံဖြစ်လာပြီးနာမည်ပြောင်းဖို့ကပါရမီရှင်ပါ လစ်ပါရီယာပါ UFC ကိုခုနှစ်ပွဲနဲ့ဝေဒီယံကိုချန်ပီယံဖြစ်လာသူပါခမ်ဇတ်ပါ UFC ရုပ်စရေးအတွက်နှစ်ပွဲနဲ့မိထိကတဲ့ရမရပဲနိုင်တဲ့သူပါ နောက်တစ်ပွဲရာဦးလို့ဆိုဂျူနီယာပါအသက်၁၆နှစ်နဲ့ UFC စာချုပ်ရခဲ့တဲ့တမန်တရှောင်းနေလို့ဖိုက်တာပါ နောက်ဆုံးတစ်ယောက်တော့ဂျူရှွာဘန်ပါလေဂျင်တန်တဲ့၃နှစ်ဝေဒီနဲ့ UFC ကိုရောက်လာပြီးစင်ကြယ်လေးနဲ့တိကျပါရှင်ဖြစ်ပါပါတယ်ဂျုံ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 ကတော့အချင်းတို့တွေအမြင့်ဆုံးရောက်လာသူပါ MMA လောကရဲ့အကြီးမားဆုံးပါရမီရှင်ဖြစ်သတ်မှတ်ခံရသူပါ ဘီဂျီပန်ပါမစ်ရှင်ဆိုတဲ့စကားလုံးကသူ့အတွက်တည်ထွင်ခဲ့တယ်လို့တော့မှပြောလို့ရပါတယ်။ Alex Pereira ပြောမယ်ဆိုတော့တဲ့ရမှာအလိုလိုကုပြောင်းလိုက်မယ်ပါမစ်ရှင်စီးရပါတယ်။ Volleyball နဲ့ Champion ဖြစ်ခဲ့ပါတယ်။ World Cup နဲ့ World Cup Champion ဖြစ်ခဲ့ပါတယ်။ခန်းဆက်ချမှတ်ပြန်ဘက်ကိုထိခိုက်မှုမရှိဘဲအနိုင်ပြလို့နာမည်ကြီးလာတဲ့သူပါ။ Raul Rosa လက်ရှိခေတ်ရဲ့လူငယ်ပါမစ်ရှင်အစ်စ်ပါ။ ပြောရမယ်ဆိုတော့ဂျိုရှုအပန်ကအဲ့ဒီပုံပုံတွေလိုပဲအချင်းတွေအတွင်းထူးခြားတဲ့ဆွမ်းဆောင်ရည်ပြတ်သွားနိုင်တဲ့စီးရင်တဲ့မှာပါဝင်သွားပြီဖြစ်ပါတယ်ဂျိုရှုအပန်ကတော့မနက်ကမှမြန်မာအကုံကိုစောင်းနိုင်မလားဆိုတာစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်